ေဘဲအခိုင်17အငယ်1မှာယုံကြည်ခြင်းရဲ့အတိတ်ပဲကိုလူရင်းတူရှင်းအခုလိုကျွန်တော်တို့ကို ပြောပြထားတယ်။ယုံကြည်ခြင်းသည် မျော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏။မမြင်သေးသောအရာတို့ကိုတင့်မှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်၏။ယုံကြည်ခြင်းရဲ့အတိတ်ပဲဆိုတာအဲ့ဒါကိုပြောတာ။ယုံကြည်ခြင်းဆိုတာမြင်ရတဲ့အရာကိုယုံကြည်ဖို့လို့လားမလို့ဘူး။ယုံကြည်ခြင်းဆိုတာမမြင်ရတဲ့အရာ ယုံကြည်ဖို့လုံလောက်တဲ့တသက်အထောက်အထားရှိတဲ့ဖယားသခင်ရဲ့ဂတိတော်အပေါ်မှာအမေပြုတ်ခြင်းကိုယုံကြည်ခြင်းလို့ခေါ်တယ်။အဲတော့ကျွန်တော်တို့လည်းယုံကြည်သူဖြစ်လာပြီဆိုရင် ကျွန်တော်တို့ရဲ့အတ္တမှာတခါတလေအခက်အခဲတွေကြုံတွေ့နိုင်တယ်။ကျွန်တော်တို့မကြုံချင်တဲ့အရာတွေကြုံတွေ့နိုင်တယ်။မမျှော်လင့်တဲ့ဘဝမုံတိုင်းတွေလှိုင်းတဲ့ဘိုးတွေ ရက်ရက်ခတ်မှုတွေကျွန်တော်တို့ခံရနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့အစဉ်အမြဲဖယားတခင်ရဲ့ဂတိတော်အပေါ်မှာယုံကြည်ရမှာဖြစ်တယ်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်တခင်အဖြစ်အမှတ်ရခဲ့ကျွန်တော်တို့ယုံကြည်လက်ခံပြီးဆိုရင်ကျွန်တော်တို့ရဲ့အပြစ်ကြွေးအလုံးကိုလွတ်လိုက်ပြီးယေရှုကငါအမှန်အကန်ဆိုဒီကငါကိုယုံကြည်တော်သူသည်ဘာရတဲ့လဲသာဝရအသက်ကိုယဤသာဝရအသက်ကိုအခု ရပြီမျက်မှောက်ပြုအခုရပြီဒါမဲ့စံစားပြီလားမစံစားရသေးဘူးဒါမဲ့ရပြီယုံကြည်ခြင်းဆိုတာယေရှုရဲ့ဂတိတော်အားလုံးကိုမျက်မှောက်ပြုခြင်းဖြစ်တယ်မြင်ရပြီလားမမြင်ရသေးဘူးမမြင်သေးသောအရာတို့ကိုတိမှန်ဆွဲလန်းခြင်းအကြောင်းဖြစ်၏တိမှန်ဆွဲလန်းပါဘာဖြစ်လို့လဲတမာတရားဖြစ်တယ်တခင်ယေရှုရဲ့ဂတိစကားတော်ဟာ ်ဘယ်သောအခါမှမှလွဲချော်ခြင်းမရှိဘူးနော်တခင်ယေရှုခရစ်တော်ဟာမို့သာကိုမတုံးနိုင်သောဘုရားသခင်ဖြစ်တဲ့အကြောင်းတိတုနော်အခိုင်တအငယ်တနဲ့ရေဘဲမှာလဲထပ်ပြတော့ကျွန်တော်တို့ပြောပြထားတယ်ယုံကြည်သူကျွန်တော်တို့အနေနဲ့ယုံကြည်ခြင်းဖြင့်ကယ်တင်ခြင်းရတယ်ယုံကြည်ခြင်းဖြင့်အသက်ရှင်ရမယ်ဒါဆိုရင်အဲ့ဒီယုံကြည်ခြင်းကဘာလို့ဆိုလို့တလဲယုံကြည်ခြင်းသည် မျောလင့်တော့အရာတို့ကိုမျက်မှောက်ပြုတ်ချင်းဖြစ်ကျွန်တော်တို့ဘာမျောလင့်လဲငရဲကိုမျောလင့်သလားမမျောလင့်ဘာမျောလင့်တယ်လဲကောင်းရင်နိုင်ငံတော်ရောက်ပြီလားမရောက်သေးဘူးဒါမဲ့ကောင်းရင်နိုင်ငံတော်ကိုဝင်ခွင့်ထာဝရတက်ကိုကျွန်တော်တို့အပြည့်ဝရပြီမျက်မှောက်ပြုတ်ပါနော်ဒါဆိုကျွန်တော်တို့ယုံကြည်သူတွေတည်တဲ့အခါမှာကျွန်တော်ကျမကောင်းရင်နိုင်ငံရောက်မယ်ဆိုတာဘာကြောင့်ကျွန်တော်တို့ပြောနိုင်တာလဲဂတိတော်ဟာဘယ်သောအခါမှာမှမာယွင်းလွဲချော်ခြင်းမရှိတော့ ယေရှုခရစ်တော်ရဲ့ဂတိစကားတော်ဖြစ်သောကြောင့်မမြင်သေးသောအရာတို့ကိုသိမှန်ဆွဲလန်းခြင်းဖြစ်တယ်။ကဲဒီမှာသံမုနာအဖြစ်အဲ့ဒီယုံကြည်ခြင်းအဖြစ်အသက်ရှင်ကြတဲ့ရှေးကယုံကြည်သူတချို့ကိုဒီမှာဖော်ပြထားတယ်။အာဘေလနဲ့ဂါယိနာ အာဘေလကယုံကြည်ခြင်းအဖြစ်ရစ်ပူစောတယ်။ဂါယိနာကတော့အတိအနှံတွေပဲသူကောင်းတဲ့ထင်တဲ့ဟာတွေကိုဘုရားကိုတော့ပြေးတယ်။ ဒါလူတွေတီထွေထားတဲ့ဘာသာတရားပေါ့ရစ်ပူဇော်ရဲဆိုတာယေရှုခရစ်တော်လက်ဝါးကတိုင်မှာ အသေးခံချင်းဖြင့်ကျွန်တော်ရဲ့အပြစ်ကြွေးအလုံးကိုဖြေလွှတ်ပေးမယ့်အကြောင်းကို ပုံဖော်နေတာဖြစ်တယ်နော်အပြေလာကသူ့အတွက်အသေးခံမဲ့ယေရှုကိုယုံကြည်ခြင်းနဲ့မျက်မှောက်ပြုတယ်သူမမြင်သေးတဲ့ယေရှုခရစ်တော်ကိုတိမတ်ဆွဲလန်းပြော့ဘုရားသခင်အလိုတော်အတိုင်းသူ့ရဲ့အပြစ်ကိုဖြေတော်သားတော်ယေရှုခရစ်တော်ကိုယုံကြည်ခြင်း အဖြစ်ဒီမှာသူကဒီပူဆောင်နေတာဖြစ်တယ်အေးနောက်အေးနောက်ကိုလည်းပေါ်ပြထားတယ်အေးနောက်လည်းပဲဘုရားသခင်နဲ့အတူရှောက်လန်းတဲ့သူဖြစ်တယ်အေးနောက်ကဘုရားသခင်ကိုယုံကြည်တော်သူဖြစ်တဲ့အတွက်ကောင်းနိုင်ငံတော်ကိုတိုက်ရိုက်ခေါ်တော်ချင်းခံရတယ်ဒီဘက်အခိုင်း၁၁အငယ်၆ကိုကြည့်ယုံကြည်ခြင်းမရှိလျင်ဘုရားသခင်၏စိတ်တော်နဲ့မတွေ့နိုင်အကြောင်းမူကားဖယားသခင်အထံတော်သို့ချင်းကပ်တော်သူသည် ဖယားသခင်ရှိတော်မူသည်ကို၎င်းကိုရောကိုရှာတော်သူအားအကျိုးပေးတော်မူသည်ကို၎င်းယုံကြည်ရမည်ယုံကြည်ခြင်းဆိုတာမျော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်တယ်မမြင်သေးသောအရာတို့ကိုတိမှတ်ဆွဲလန်းခြင်းဖြစ်တယ်ဖယားသခင်အပေါ်မှာသူတို့ယုံကြည်ကြတယ်ဖယားသခင်ရဲ့ဂတိတော်ကိုယုံကြည်ကြတယ်မမြင်ရသေးပေမဲ့အဲ့ဒီဂတိတော်အပေါ်မှာတည်ပြော့မျက်မှောက်ပြုကြတယ် ဒီမှာအခန်းငယ်ခေါနစ်မှာနောဤကိုလည်းပဲယုံကြည်ခြင်းပုံသက်တည်းအဖြစ်ဒီမှာဖော်ပြထားတယ်။နောဤခေတုံးကဘုရားသခင်ကလူတွေကအယားဆိုးသွမ်းလာတဲ့အခါကျတော့လူတွေကငါအပြစ်စီရင်မယ်၊ရေလွှမ်းမိုးစေမယ်၊မိုးရွာစေမယ်၊ရေလွှမ်းမိုးစေမယ်။နောဤကဲတင်ချင်းတင်ဘောကိုတိဆောက်ပါ။နော်ကဲတင်ချင်းတင်ဘောကိုဆောက်ရမယ်တက်သားလောက်ရမယ်ပုံစံအတိုင်းအတာအကုန်လုံးအတိအကျဘုရားသခင်က နှောရီကိုပြောပြထားတယ်။အဲ့ဒီခေတုံးကမိုးမရွာသေးဘူးတဲ့။မိုးမရွာသေးဘူး။ဒါပေမဲ့ဘုရားသခင်ကမိုးရွာစေမယ်တဲ့။ယုံကြည်ခြင်းဆိုတာမြင်ရတဲ့အပေါ်မှာမဟုတ်သေးဘူး။ဘုရားသခင်ရဲ့စကားတော်အပေါ်မှာတည်နေတယ်။နှောဤကမိုးရွာတော့မချဘူး။ဒါပေမဲ့ဘုရားသခင်ကမိုးရွာစေမယ်။ကဲတင်ချင်းသင်ဖို့လောက်ပါအဲ့ဒီကဲတင်ချင်းသင်ဖို့မှာဝင်တဲ့သူပဲ အပြစ်စင်ချင်းကနေလွတ်မြောက်ပြတော့ကဲတင်ချင်းရမယ်ဆိုပြတော့ဖရာသခင်က နော်ဤကိုမိတ်မှတော်မူတယ်နော်ဤကဖရာသခင်မိတ်တော်မူဒီအတိုင်းပြုတ်လေဤဆိုပြတော့ကျွန်တော်တွေ့ရမယ်နော်ကဲဒါဆိုရင်ယုံကြည်ခြင်းဆိုတာပါလေမျောလင့်သောအရာတို့ကိုမျက်မှောက်ပြုတ်ခြင်းဖြစ်ဤမမြင်သေးသောအရာတို့ကိုတိမှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်ဤနော်ဤကမိုးရွာတာမမြင်ဖူးဘူးကြားလည်းမကြားဘူးဒါမဲ့ဖရာသခင်ကငါရွာစေမယ်လို့မိတ်တော်မူတော့ကြောင့် အဲ့ဒီရေလွှမ်းမိုးခြင်းကနေရေလွှမ်းမိုးခြင်းအပြစ်စီရင်ခြင်းကနေလွတ်မြောက်နိုင်ဖို့ကဲတင်ခြင်းတင်ဘောကိုစောက်ခိုင်းထားတဲ့အတိုင်းနော်ဤကဆုတ်လုတ်တယ်။နောက်ထပ်ယုံကြည်ခြင်းပုံသက်တဲ့အဖြစ်အာဗြဟံကိုအခန်းငယ်၈မှာပြောပြထားတယ်။ကပောက်ချက်အခန်း၁၂မှာသူ့ရဲ့အမျိုးတွေသူ့ရဲ့မျိုးရွာကနေထွက်ထွက်ခဲ့ငါပြလက်တန့်တော့ပြေကိုသွားဖို့ရင်မင်းရဲ့ အေးမင်းရဲ့ဆွေမျိုးမင်းမျိုးရွာကနေထွက်လာခဲ့ဘုရားသခင်ကဘယ်နေရာလဲအတိအကျပြောသလားမပြောဘူးနော်ထွက်လာမဖြစ်လို့လဲဘုရားသခင်ကိုယုံကြည်လို့အဲ့ဒီအချိန်မှာ အာဗြဟံကအသက်တရာသူ့ရဲ့မိမက60လူအနေနဲ့တော့ခလေးမွေးနိုင်စရာအကြောင်းမရှိတော့ဘုရားသခင်ကတားရောက်ကြားလေးကိုပေးမယ်လို့ အာဗြဟံကိုဂတိပေးရုံမဟုတ်ဘူးအပြင်ကိုထွက်ခိုင်းပြီးတော့ဟိုမှာကျဲမိုးကောင်းကင်ကိုကျဲအာဗြဟံမိုးကောင်းကင်မှာရှိတဲ့ကျဲတွေကိုမင်းရေချစ်စမ်းရေနိုင်သလားမင်းရဲ့အမျိုးဆက်တွေမိုးကောင်းကင်မှာရှိတဲ့ကျဲတွေလောက်များပြအောင်မင်းကိုငါကောင်းချီးပေးမယ်အဲ့ဒီချိန်မှာအာဗြဟံကခလေးရှိလားမရှိဘူးခလေးရနိုင်တဲ့အခြေအနေမှာရောရှိလားမရှိဘူးဒါပေမဲ့ဘုရားသခင်ရဲ့ဂတိစကားတော်ကို လူဘက်မှာဖြစ်နိုင်သည် ဖြစ်စေ မဖြစ်နိုင်သည် ဖြစ်စေယုံကြည်ပြော့ယုံကြည်ခြင်းနဲ့ဆက်ပြော့အသက်ရှင်တယ်ဖယားခင်ပြတော်မူမဲ့ပြေကိုလည်းသူတို့မရောက်သေးဘူးအာဗြဟံကသူ့ရဲ့ကိုပိုင်ကိုပိုင်မြင်တဲ့အိမ်ဆိုတာဖယားခင်ကသူ့သူ့ရဲ့မြို့ကနေခေါ်ထုတ်ကြတဲ့ကမရှိဘူးနှစ်ပေါင်းများစွာသူခရီးသွားရတယ် ဒီတနေရာမှာယာရီတဲစခန်းချရတယ်။အဲ့မှာပြီးသွားရင်နောက်တနေရာမှာထပ်ပြော့တဲစခန်းချရတယ်။သူ့အတွက်အတီတကြမြေယာနဲ့အိမ်မရှိဘူးအဗရာမဘုရားသခင်တတ်မှတ်ထားတဲ့အချိန်ရောက်လာတဲ့အခါကျတော့လူအနေနဲ့သူတို့ဟာကလေးရနိုင်တဲ့အခြေအနေမှာမရှိတော့ပေမဲ့ဆာရာဆိုတဲ့အသက်60အရွယ်ရှိတဲ့အမျိုးသမီးမှလဆင်ပုံမှန်နေခန်းချောက်သွားပေမဲ့ဘုရားသခင်ကကလေးရနိုင်အောင် လှုပ်လိုက်တဲ့အခါကျတော့တယောက်ကြားလေးကိုဝင်ဆောင်တယ်။ယုံကြည်ခြင်းနဲ့သူတို့ကခြေလှမ်းလှမ်းပြီးတော့နော်ယုံကြည်ခြင်းတွေပါလေမျောလင့်တော့အရာတို့ကိုမျက်မှောက်ပြုခြင်းဘာဟုမျောလင့်တာလဲဖယားသခင်ရဲ့ဂတိတော်ကိုမျောလင့်နေတာလက်တွေ့မြင်မြင်ရလားမမြင်ရသေးဘူးဒီမှာဆက်ပြောဆက်ပြောထားတာမမြင်သေးသောအရာတို့ကိုတိမှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်တယ်ယုံကြည်ခြင်းဆိုတာဖယားသခင်ရဲ့ဂတိတော်ဟာဘယ်သောအခါမှာမှ လွဲချော်ခြင်းမှားယွင်းသွားခြင်းမရှိဘူးဆိုတာကိုတိမှတ်ဆွဲလန်းပြတော့အခုမမြင်ရသေးပေမဲ့လို့ရရှိပြီလို့သူတို့ကမျက်မှောက်ပြလိုက်တယ်။ရေပဲအခိုင်း7အငယ်10ကနေ7မှာအာဗရာမအကြောင်းအကြောင်းမူကားဖယားသခင်တီထောင်ပြုစုတော်မူသော ခိုင်ခန့်မြဲမြံသောမြို့ကို မျော်လင့်သည်။သူဤခင်ပွန်းစာရာသည်လဲအယွယ်လွန်သောအခါ ပဋိတ္တိယူနိုင်သော အခွင့်တကောကိုယုံကြည်ခြင်းအဖြင့်ခံရလေကဲနော်အကြောင်းမူကားဂတိထားတော်မူသောသူသည် သစ္စာရှိသည်ဟုစိတ်ဆွဲလန်းခြင်းရှိ၏ယုံကြည်ခြင်းဆိုတာအဲ့ဒါကိုပြောတာဂတိထားတော်မူသောသူဟာဂတိတည်တော်မူသောဘုရားသခင် သစ္စာရှိတော်မူသောဘုရားသခင် ဖြစ်တယ်ဆိုတာကိုတိမှတ်ဆွဲလန်းပြီးတော့ ဘုရားသခင်ရဲ့ဂတိတော်အပေါ်မှာတည်နေခြင်းဖြစ်တယ်။နောက်ထပ်ဘုသူ့ဖော်ပြထားတယ်လဲဆိုအခန်းငယ်23မှာမောရှိကိုလည်းဖော်ပြထားတယ်။မောရှိအကြောင်းကိုလေ့လာရင်အရင်စိတ်ဝင်စားဖို့ကောင်းတယ်။မောရှိကအဲ့ဒီခေတ်တုန်းကသူ့ရဲ့ကဘာမှာအင်အားအကြီးဆုံးအတိုးတက်ဆုံးနိုင်ငံကမောရှိနေတဲ့အီဂျစ်နိုင်ငံဖြစ်တယ်။ဓမ္မဟောင်းမှာတော့အေဂုတ်တုလို့ပြောထားတယ်လေ။မောရှိကအီဂျစ် ပညာတွေကိုဆုံးလင်အောင်သင်ယူထားတဲ့အခုခေတ်စကားနဲ့ပြောရမယ်ဆိုရင်ပညာတတ်အီဂျစ်တိုင်းပြည်မှာရှိတဲ့ပညာအလုံးကိုသူသင်ယူထားတယ်။ဒါမဲ့သူဟာဖယားသခင်ရဲ့လူမျိုးတော်ဣတီလအမျိုးဖြစ်တယ်ဆိုတာကိုသူသိသွားတဲ့အခါမှာအဲဂုတ်တုလူတို့ရဲ့ဂျုံဖြစ်တဲ့ဣတီလအမျိုးဖြစ်တဲ့အကြောင်းကိုသူကဘာလို့လဲဝင်ခံတယ်။ပျက်စီးတတ်တဲ့ လူရဲ့အာနာနဲ့စီးစိမ်တွေကိုမက်မောမဲ့အစားဖယားသခင်လူတို့နဲ့အတူနေဖို့သူရွေးချယ်ခဲ့တယ်။ကျွန်တော်တို့ဆရာဘယ်လိုနေမလဲမသိနော်။ကျွန်တော်မှအမွေခံရမယ်တန်းတသိန်းလောက်အမွေခံမယ်ဗျာ။နော်။ဟေးလာဒေါ်ရီလာလာဒေါ်ရီတာမင်းခရရမလုံနဲ့တော့တာလာတတလုံးစားလို့မကောင်းတော့မင်းမျိုးဆက်၄၅ဆက်ထိတောင်မှစားလို့မကုန်မဲ့တာ။ မွေတွေလာဟုတ်စက္ကန့်နော်ခရစ်တော်နောက်လိုက်မဲ့စားဒါတွေငါပေးမယ်ဘယ်ဟာယူမလဲလောလောဆယ်တော့အဆင်ပြေမလဲနော်အဲ့ဒီမွေတွေရရင်ဒါပေမဲ့ဘယ်လောက်ထိခံမလဲခဏပဲ80 90 90ဆိုရင်တိတ်မတေချာတော့နော်ဒါပေမဲ့ဘုရားသခင်ရဲ့ကတိတော်ကတော့ထာဝရထာဝရ တည်မယ်နော်မောရှေကအဲ့လိုပုံကူမျိုးဖြစ်တယ်သူ့ရဲ့ဘရင်သူစက်ခတ်နိုင်တဲ့ဘရင်ရာထူးနဲ့စီးစိန်အလုံးထက်ဖရာသခင်ရဲ့လူတို့နဲ့အတူဂျုံဘဝကိုသူရွေးချယ်ခဲ့တယ်ဖရာသခင်ကသူ့ကိုအဲဂုတ်တုတိုင်းပြည်မှာဂျုံခံနေတဲ့မိမိလူမျိုးတော်ကိုရွေးထုတ်ဖို့ရန်သူ့ကိုဘုရားသခင်ကခတ်လိုက်တယ် ပြည့်တစာရခတ်လက်ဒီမှာပြောထားတယ်ပြည့်တစာရခတ်အခန်းငယ်31မှာပြည့်တစာရခတ်ကဘယ်သူလဲဆိုရင်အဲ့ဒါတပားအမျိုးသမီးရေရောခေါမျိုးကပြည့်တစာမိန်းမဒါပေမဲ့အဲ့ပြည့်တစာမိန်းမကဖယားတခင်ထာဝရဖယားကိုဘယ်လိုလို့တည်လာတယ်လဲဆိုရင်ဤတီလလူတို့အဖြစ်ဖယားတခင်ပြုတော်မူသောအံပွေအမှုတွေကိုကြားသိတဲ့အခါမှာဤတီလလူတို့ကိုးကွယ်တဲ့ဖယားတခင်ထာဝရဖယားကလွယ်ရင် ကောင်းကင်နဲ့မြေကြီးကိုအစိုးရပိုင်တော်မူသောဖခင်သခင် မရှိဘူးဆိုတာကိုသူသိလာတယ်။သိလာတဲ့အတွက်ယေရုခေါမြို့ကိုတိမ့်ပိုက်ဖို့ရန်ယောရှုဆေလွတ်လိုက်တဲ့တချို့တွေကိုဖုတ်ထားတယ်။အဲ့ဒီတချို့တွေကိုဝှက်ထားတယ်ဆိုတာကိုယေရုခေါမြင်းကြီးကသိသွားရင်ပြည်တစာရခတ်ကအသက်အန္တရာယ်ရှိတယ်ဆိုတော့သူမသိဘူးလား။သိတယ်။ဒါပေမဲ့ ဖယားသခင်ကိုမယုံကြည်သောသူတွေနဲ့ဆက်နေမဲ့အစားဖယားသခင်ကိုယုံကြည်သောသူတို့နဲ့နေဖို့ရန်ရွေးချယ်ခဲ့တယ်။အသက်ဘေးအန္တရာယ်ကြားထဲမှာဖယားသခင်လူတို့ကိုကယ်ခဲ့တယ်။နောက်ရှန်ဆုံရှန်ဆုံအသက်တာမှာခွန်အားရစရာတွေရှိသလိုအတုမခိုးရမယ့်အရာတွေလည်းအများရှိတယ်။ဖယားခင်ကမိမိကလွဲရင်အခြားသောဖယားသခင်မရှိဘူးဆိုတာကို သူတို့နဲ့ဝိုင်းရလျက်ရှိတဲ့လူမျိုးတွေကိုပြဖို့ရန်ရှန်ဆောင်ကိုဖရဲသခင်အုံပြုကိုရွေးကောက်ထားတယ်။ဒါပေမဲ့ရှန်ဆောင်ကဖရဲသခင်ကိုမယုံကြည်တဲ့မိမာတွေနဲ့သွားပေါင်းတယ်။မတရားတဲ့မိထုံတွေသွားပြုတ်တယ်။ဖရဲသခင်ကိုမယုံကြည်တော့တာလား။အဲ့ဒါတော့မဟုတ်ဘူး။နော်။သူ့ရဲ့အသက်တာမှာ အပြစ်တွေဖရဲသခင်မကြိုက်တဲ့အရာတွေမလုပ်ဘူးလား။လုပ်တယ်။ ဲ့လိုလှုပ်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 ပြီးတော့သူ့မိဘတွေကလည်းတတိပေးတယ်ဒါမဲ့သူ့ရဲ့ဇာတိကိုအိုးစားပေးပြီးတော့သူမြင်တဲ့เนาะဖိလိတိမိမအလှတွေကိုအမက်မောပြီးတော့မတရားတဲ့မိထုံဘုရားသခင်မယူခိုင်းတဲ့မိမတွေကိုတွားယူတဲ့အခါမှာနောက်ဆုံးကြတော့အဲ့ဒီမိမရဲ့လှဲစားခြင်းကိုခံရပြီးတော့သူ့ရဲ့စပင်ကိုဖျက်လိုက်တဲ့အခါမှာသူ့ရဲ့အာရင်တွေအားလုံးကဘာဖြစ်သွားလဲဆုံရှုံသွားတယ် သူ့ကိုဖမ်းပြီးတော့သူ့ရဲ့မျက်စိတွေကိုအကုန်လုံးကလော်ထုတ်တယ်သူ့ရဲ့ရန်သူဖိလစ်တီလူတွေကဒါပေမဲ့သူနောင်တရပြတော့ကိုရောယခုတစ်ချိန်သာလျင်ကျွန်တော်ကိုခွန်အားပြန်ပေးသနာတော်မူပါဆိုပြီးတော့ဘုရားသခင်ထံသူပြန်လာတယ်အာမင်ကျွန်တော်တို့လည်းပဲချောင်ဆုံးလို့ဘုရားသခင်မကြိုက်တဲ့အရာတွေအပြစ်တွေလုပ်မိခဲ့ရင်ပြန်လာပါဘုရားခင်ထံလာပါဘုရားသခင်ရဲ့ဂတိတော်ကို ရှန်ဆောင်ကယုံကြည်ပြော့အပြစ်လုံမိတာမှန်ပေမဲ့ဘုရားသခင်ထံနောင်တနဲ့ပြန်လာပြော့ဘုရားသခင်အသုံးတော်ခံဖို့ရင်ပြန်ပြော့ဆက်ကတ်တဲ့အခါမှာဘုရားသခင်ကနောက်တစ်ချိန်အသုံးပြုတယ်။သင်သည်ရှန်ဆောင်လောက်ခဲ့ရင်နောက်ထပ်ရှန်ဆောင်မဖြစ်နဲ့တော့အာမင်။သင်လုံမိခဲ့တဲ့အမှားတွေအပြစ်တွေရှိခဲ့ရင်နောင်တနဲ့ဝင်ချတောင်းပန်ပြော့ ဘုရားသခင်အလိုတော်အတိုင်းတင့်ကိုဘုံတော်ထင်ရှားဖို့အသုံးပြုနိုင်ဖို့ကိုတော့ကျွန်တော်ကိုကျမအလိုတော်ရှိတဲ့နေရာမှာအလိုတော်ရှိတဲ့အတိုင်းအသုံးပြုနိုင်ဖို့ကျွန်တော်ကိုကျမကိုလိုချင်တယ်လို့ပြောင်းလဲပေးတော်မူပါเนาะတကယ်လို့အဲဟာယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်တစ်ခါမှယုံကြည်လက်ခံခြင်းမရှိသေးတဲ့သူဖြစ်ရင်တင့်ရဲ့အပြစ်ကြွေအလုံးကိုစပေးဖို့ တဲ့အတွက်ဘယ်သူမှအသေးမခံဘူး။တေခြင်းကနေထမြောက်တဲ့အချားတော်ကတဲ့ရှင်ဆိုလို့ယေရှုခရစ်တော်ကလွှဲရင်မရှိဘူး။ဒါကြောင့်ယေရှုခရစ်တော်ကိုတင့်ရကတဲ့ရှင်နဲ့အရှင်သခင်ဖြစ်တခါမှယုံကြည်လက်ခံခြင်းမရှိသေးတဲ့သူဖြစ်ရင်ဖယားခင်ပြည့်ရတော်ကိုချိုးဖောက်ပြော့တင့်ကျိုးလုံနေကြအပြစ်တွေကိုဆက်လက်ပြော့လုံနေမဲ့အစားတင့်ကိုမကယ်နိုင်တဲ့ပုပ်ကိုယ်တွေအရာတွေရဲ့နောက်ကိုလိုက်မဲ့အစားတင့်ကိုကယ်တင်နိုင်တော့ယေရှုခရစ်တော်ရဲ့နောက်တော်ကိုလိုက်ဖို့ယေရှုခရစ်တော်ထံမှာ လာပါကိုရောအပြစ်များသောကျွန်တော်ကိုကျွန်မကိုခွန်လွတ်တော်မူပါကိုရောရဲ့နောက်တော်ကိုလိုက်နိုင်ဖို့ကျွန်တော်ကိုကျွန်မကိုကိုရောအလိုရှိတဲ့အတိုင်းပြောင်းလဲပေးတော်မူပါအလိုတော်ကိုလိုက်ရှောက်နိုင်ဖို့ကျွန်တော်ကိုကျွန်မကိုအစင်အမြဲကိုညီမစားတော်မူပါဆိုပြီးတော့နောင်တနဲ့ယေရှုခရစ်တော်တပါးတိကူတာတင့်ရဲ့ကတင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံမယ်ဆိုရင်ဂတိတော်အတိုင်းတင့်ရဲ့အပြစ်တွေဟာဘလောက်ပဲများနေပါစေ င်ကျွလွန်ခဲ့တဲ့အပြစ်ဟာဘလောက်ပဲကြီးနေပါစေခွန်လွတ်တော်မူမှာဖြစ်တယ်။အခုဘုရားမှာအလိုတော်ကိုနာခံနိုင်တဲ့စိတ်သဘောတစ်ကိုပေးတော်မူမှာဖြစ်ပြီးတော့နောက်ဘုရားကြာရင်ဂတိတော်အတိုင်းအိုနာတိချင်းကင်းတော်ကောင်းဝင်နိုင်တော်မှာအစင်ထာဝရဘုံတော်ဝင်စားရတဲ့အခွင့်ကိုအခုပေးတော်မူမှာဖြစ်တယ်။အားလုံးပုံမှန်ဖျားခင်ကောင်းချီးပေးပါစေ။အာမင်